လမိုင်းရမယ်ပေါ့ VR တွေမပေးဖို့တိုက်တွန်းလိုက်တဲ့ရော်နယ်ဒိုဘောလုံးလောကမှာလူငယ်ကျယ်ပွင့်တွေထွန်းတောက်လာတဲ့အခါပရိသတ်တွေရဲ့မျောလင့်ချက်နဲ့ VR တွေကအလွန်များပြားတတ်ပါတယ်ဒီချနေနဲ့ပတ်သက်ပြီးဘောလုံးသမားရဲ့ကြီးကျယ်ဆုံးကစားသမားတစ်ခုဖြစ်တဲ့ခရစ်စတီယာနိုရော်နယ်ဒိုကစပိန်လူငယ်ကျယ်ပွင့်လေးလမိုင်းရမယ်ပေါ့ပရိသတ်တွေက VR တွေအများကြီးမပေးသေးကြောင်းသတိပေးလိုက်ပါတယ်ရော်နယ်ဒိုကရာမဲမှာရည်ချင်းလုံးဝမရှားပါဘူးလို့ချီးကျူးခဲ့ပေမဲ့သူ့ကိုလွတ်လပ်စွာကြီးထွားခွင့်ပေးဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်ပေါ်တူဂီအသင်းကောင်းဆောင်ရော်နယ်ဒိုဟာဒီနေ့ညမှာတော့ UEFA National League ဘောလုံးပွဲမှာစပိန်အသင်းနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပြီးကိုင်းထဲမှာရာမဲနဲ့ထိတိုင်တွေ့ဆုံရမှာပဲဖြစ်ပါတယ် ဒီပွဲစဉ်ကဘောလုံးပရိသတ်တွေကြားမှာရင်ခုန်ဆဲလို့ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှသိကြပါရစေ။အထူးသဖြင့်ဘောလုံးကနဝင်တူဦးနဲ့ခြေကျွမ်းပြလူငယ်ကျယ်ဝင်တူဦးရဲ့ထိတ်တိုက်တွေးဆမှုဟာအားလုံးရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ပါတယ်။ ဂျာမန်ရစပိန်တင်းကပြင်သစ်တင်းကိုနိုင်ရရှိခဲ့တဲ့ semi-final နဲ့ပွဲချင်းမှာလည်းငကိုတွင်းယူခဲ့ပြီးပြီးခဲ့တဲ့ရာသီအတွင်းအမခန်းအချိန်ကုန်နဲ့ထွန်းတောက်လာခဲ့တာပါဒီစဲကြော်သက်ရွယ်ကစားသမားလေးဟာပြီးခဲ့တဲ့နွေရာသီ Euro 2024ပြိုင်ပွဲမှာစပိန်တင်းကိုအောင်မြင်မှုရရှိအောင်ကူညီပေးခဲ့ပြီးစံချိန်များစွာကိုလည်းချိုးဖြတ်ခဲ့ပါတယ် Euro ပြိုင်ပွဲမှာသူ့ရဲ့ဆွမ်းဆောင်ကြီးဟာအားလုံးကိုအားအားသိစေခဲ့ပြီးသူ့ရဲ့ကစားဟန်နဲ့အရေးချင်းတွေကိုကမ္ဘာတော်ကဘောလုံးပရိသတ်တွေသတိထားမိစေခဲ့ပါတယ်ဒါပြင်ဒီရာသီမှာလည်းဘာစီလိုနာအသင်းအတွက်ဘီရင်ဖလာသုံးလုံးရရှိအောင်ဦးဆောင်ကစားပေးခဲ့ပါတယ်ဒီလိုထူးခြားတဲ့ဆွမ်းဆောင်ကြီးတွေကဂါမဲကိုအချိန်တိုတွင်းမှာပဲထိတ်တန်းကျယ်ဝင်နေဦးဖြစ်လာစေခဲ့ပါတယ်ဂါမဲရဲ့အခုလိုထူးချွန်တဲ့ဆွမ်းဆောင်ကြီးတွေကြောင့်ဒီနေ့နောက်ပိုင်းမှာ PM ဘလွန်ရော့ဆူ ပါရွေးချယ်ခံရနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။သူသာဒီစုကိုရရှိခဲ့မယ်ဆိုရင်စုရဖို့သမ ्या အတန်းငယ်ဆုံးကစားသမားဖြစ်လာမှာဖြစ်ပြီးဆယ်ကျော်သက်အရွယ်မှာဘယ်သူကမှဒီစုကိုစုခုပူးခြင်းမရှိသေးပါဘူး။ ဒီလိုကြီးမားတဲ့စုအတွက်ပါရေပန်းဆားလာတာဟာရမဲပေါ်ဖီးယားတွေကိုပုံမမြင့်တက်လာစေပါတယ်။ဘလိုမျိုးစုလို့ကမ္ဘာကြီးမားဆုံးတအူးချင်းစုအတွက်ရေပန်းဆားလာခြင်းဟာကစားသမားတွေရဲ့အိမ်မက်ဖြစ်ပေမဲ့အထူးသဖြင့်လူငယ်ကစားသမားတို့အတွက်တော့စိတ်ပိုင်းဆိုင်ရာဖီးယားတွေအများပြားရှိလာစေနိုင်ပါတယ်။ရော်နယ်ဒိုကရမဲရဲ့တိုးတက်မှုကိုအထင်ကြီးလေးစားကြောင်းပြောကြားခဲ့ပေမဲ့အသက်ဆက်ကွန်နေနေရွယ်ဒီလူငယ်လေးပေါ်ဖီးယားတွေများကြီးမပေးဖို့ကိုတော့တိုက်တွန်းခဲ့ပါတယ်။သူကရမဲရလာမဲရတီဒီမှာလွတ်လွတ်လပ်လပ်ကြီးထွားနိုင်ဖို့လိုလားကြောင်းပြောကြားခဲ့ပါတယ်။ဒီလိုပြောကြားခြင်းဟာလည်းလူငယ်ကစားသမားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မှန်ကန်တဲ့ပအဝင်ချင်ဖန်တီးပေးဖို့အရေးကြီးကြောင်းကိုရော်နယ်ဒိုကမိမောင်းထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။တနင်္ဂနွေနေ့ညဘော်လုံးပွဲမတိုင်ခင်မှာရော်နယ်ဒိုက လမယမကလွန်ကောင်းမွန်တဲ့ခြေစောင်းနေပြတာနေပြီးသူ့ရဲ့ရည်ချင်းတွေကိုအကောင်းဆုံးသုံးချနေပါတယ်။ကလေးကိုကြီးထွားပါစေလို့နူးနူးညံ့ညံ့လေးနဲ့ထားပြီးပြောကြားခဲ့ပါတယ်။သူကဆက်လက်ပြီးသူ့ဘော်ဖီးယားတွေအများကြီးမပေးပါနဲ့။သူ့ကိုဒီတိုင်းလွတ်လပ်စွာနေဝင်ပေးပြီးကောင်းမွန်စွာကြီးထွားခွင့်ပေးပါ။ဖီးယားတွေကိုဖေးချပေးလိုက်ပါ။သူ့မှာရည်ချင်းကတော့လုံးဝမရှားပါဘူးလို့ထပ်မံလေးနဲ့ထားပြောကြားခဲ့ပါတယ်။ရော်နယ်ဒိုရဲ့ဒီစကားတွေဟာဇာမဲလိုလူငယ်ကျယ်ဝန်းတွေအုပ်အတွက်အလွန်ရေးကြီးတဲ့သတင်းစကားတစ်ခုပါပဲ။ ။ဘာကြောင့်လဲဆိုတော့ဘောလုံးလောက်ကမှဖိအားတန်ကြောင့်ခြေစွမ်းပြတ်ခဲ့တဲ့လူငယ်ကျယ်ဝန်းတွေအများကြီးရှိခဲ့ဘူးပါလေ။ရိုနယ်ဒိုကသူကိုယ်တိုင်နဲ့ဒီလိုဖိအားတွေကိုကြော်ဖြတ်လာခဲ့ရဘူးသူဖြစ်တဲ့အတွက်ဂျာမန်ရဲ့အခြေအနေကိုကောင်းကောင်းနားလည်ပြီးထောက်ခံပြောဆိုပေးခဲ့တာလည်းဖြစ်ပါတယ်။ဂျာမန်ရဲ့နာဂတ်ကတကယ်ကိုလားလာရှိနေပါတယ်။ရိုနယ်ဒိုလိုကန်နဝင်းကစားသမားတဦးရဲ့အားပေးစကားတွေနဲ့တတိပင်းမှုတွေကသူ့ရဲ့ကစားသမားဘဝကိုပုံပေါ်ကောင်းမွန်စွာတည်ဆောက်နိုင်ဖို့အတွက်အထောက်အကူဖြစ်စေမှာသိကြပါတယ်။ဘောလုံးပရိသတ်တွေအနေနဲ့လည်းသူ့ရဲ့တိုးတက်မှုကိုအေးအေးဆေးဆေးစောင့်ကြည့်ပေးဖို့သာလိုအပ်တယ်လို့ရိုနယ်ဒိုကဆိုလိုတာပဲဖြစ်ပါတယ်။ဒါကြောင့်ရမဲကိုဘလို့ဆက်လက်ထွန်းတောက်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာစိတ်လှုပ်ရှားစရာကောင်းပါလေ။ আমার